မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အေဗလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်သာတော့ຫນွေယူနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မူးစောထိနဲ့ကြိုက်ထုံမျိုးနယ်တို့မှာအကြမ်းဖက်ဆက်တက်ရဲ့တိုက်ခိုက်မှုကြောင့်အရသာပြည်သူ၄ဦးတိဆုံးပြီးတော့ဖုံးကြီးကျောင်းနဲ့အိမ်တွေပျက်စီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်မူးမျိုးနယ်စောတိမျိုးနယ်နဲ့ကြိုက်တုံမျိုးနယ်တို့ကအရက်သားပြည်သူ၄ဦးသေဆုံးပြီးဖုံကြီးကျောင်းနဲ့အိမ်တွေပျက်စီးသွားတယ်လို့ KNU ဗဟုကဒီကနေ့ဧပြီလ30ရက်နေ့မှာထုတ်ပြန်ပါတယ်။ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေဖြစ်တဲ့မူးမျိုးနယ်နဲ့စောတိမျိုးနယ်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးတို့နဲ့တိုက်ခိုက်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ၄ဦးသေဆုံးပြီးဖုံကြီးကျောင်းတစ်ကျောင်းနဲ့အိမ်၄လုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ ဧပြီလ28ရက်နေ့မနက်7:00နာရီခန့်အချိန်ကမူးမြို့နယ်နိုင်ကလော်တောင်စုအရှိတောင်စုအနောက်နိုတောတာ စီပေါ်ပေါ်တမခေါ်ရံမျိုးအောင်နောင်ကုန်းရင်းတိုက်ကုန်းငန်နွားစိတ်အညာစု ရေလဲကရင်ရွာကြီးအင်းစတဲ့ရွာတွေကိုစစ်တပ်ကလေရင်နဲ့ပုံချဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရွာကြီးအင်းကြီးရွာကအသက်28နှစ်အရွယ်အမျိုးသားတအူးတိတ်ဆုံးခဲ့တယ်လို့အတည်ပြုထားပါတယ်။ ။အဲ့ဒီနေ့မနက်7:00နာရီခွဲခန့်အချိန်တုန်းကလည်းမူးမြို့နယ်ကញင်တိုင်းကျေးရွာကိုလေရင်နဲ့လာရောက်ပစ်ခတ်တာကြောင့်အမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးသေဆုံးကအသက်1နှစ်နဲ့8လအရွယ်မိန်းကလေးငယ်2ဦးနဲ့အသက်35နှစ်အရွယ်အမျိုးသား2ဦးဒဏ်ရာရရှိခဲ့ကအိမ်လေးလုံးပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူအေဗလာ28ရက်နေ့မှာပဲစောတိမြို့နယ်တွေကကြုံကြောင်လီလန်းစုံရှမ်းရွာခြေတော်ရွာ ညောင်ချီတောင်းနဲ့တရဲသမိန်ရွာကိုစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့အကြင်ကြင်ပစ်ခတ်ခဲ့တာကြောင့်တရဲသမိန်ရွာကဖုံးကြီးကျောင်းတစ်ကျောင်းဘုံထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထို့အတူ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ကျိုက်တုံမြို့နယ်အတွင်းမှာလည်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်အပြစ်မဲ့အရသာပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိကာရာဘာပင်တရာခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဧပြီလ24ရက်နေ့နေ့လယ်12နာရီနဲ့ ညနေ6:00နာရီအချိန်တို့မှာစစ်ကောင်စီလက်အောက်ခံအမှတ်330အမြောက်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲခရွေရွာနဲ့ကြောက်ပုံကြီးရွာတွေကိုလက်နက်ကြီးကြီးကိုးလုံးကန်ပစ်ခတ်ခဲ့တာကြောင့်ခရွေရွာကအရက်သား2ဦးထိခိုက်ဒဏ်ရာရသွားတာလို့ဆိုပါတယ်ထို့အတူမလ29ရက်နေ့ည10:00နာရီကန်အချိန်မှာလေအကြမ်းဖက်စစ်ကောင်စီလေတပ်ကနေပြီးတော့ပြင်းကရိုးဂုံးနယ်ရွှေခဲရိုးရွာအနီးမှာရှိတဲ့ဥဝင်းထုံးရဲ့ Rubber Channel ကိုဘုံတလုံးချိတ်ချခဲ့တာကြောင့် Rubber Bin တရားကန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ ်အခုဆက်လက်ပြီးရေစကြိုနေတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားပြတ်တိုက်ခိုက်ရမှာစစ်သား20ကျော်သေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်မကွေတိုင်းရေစကြိုမြို့နယ်ဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုနှစ်ရက်ဆက်တိုက်ဓားပြက်တိုက်ခိုက်ခဲ့ရမှာစစ်သား20ကျော်တိဆုံးပြီးတော့30ကျော်ဒဏ်ရာရသွားတယ်လို့ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ် ပခုတ်ကူမျိုးကလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ရေစကြိုဘက်ကလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတို့ကအင်အား250ကျော်ဟာရေစကြိုမျိုးနယ်ကျူရွာကြီးရွာဘက်ကိုအေဗလ20ရက်နေ့မနက်၄နာရီခန့်အချိန်မှာစစ်ကြောင်းထိုးဝင်လာတယ်လို့ဆိုပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမနက်၉နာရီခန့်မှာကျူရွာကြီးရွာကနေဗလက်ဘကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ရေစကြိုတပ်ပေါင်းစုကရဲဘော်တွေနဲ့မိနစ်20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျူးရွာကျေးရွာတွေထွက်ပြေးသွားပြီးနေ့လယ်၁၂နာရီခွဲကမှဒုတိယအကြိမ်ထပ်ထွက်လာတဲ့အတွက်တိုက်ပွဲထပ်ဖြစ်ပွားပြီးတော့ကျူးရွာတွေထပ်မံထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ဧပြီလ27ရက်နေ့မှာတော့ကျူရွာတဲရောက်နေတဲ့အကြံဖက်စစ်တဲ့စစ်ကြောင်းဟာဘလဘကျေးရွာဘက်ကိုအင်အားအလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာတဲ့အတွက်ရေစကြိုတပ်ပေါင်းစုပါတဲ့မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အသိပေးထားပါတယ်။နှစ်နာရီကြာတိုက်ပွဲမှာအကြံဖက်စစ်သား20ကျော်တိဆုံပြီးတော့30ကျော်တန်ရာရသွားပြီးတိဆုံသွားတဲ့စစ်သားတွေကိုပခုတ်ကူဘက်3ဘင်းတွေနဲ့တေဆောင်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့မြေပြင်နဲ့ဝေဟင်ကပါထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တော်လိုင်းရဲဘော်တွေစုတ်ခွာပေးလိုက်ရတယ်လို့လည်းရေစကြိုတပ်ပေါင်းစုကပြောကြားထားပါတယ်။အဲဒီတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုပခုတ်ကူခရိုင်တပ်ရင်းနှင့်တပ်ရင်းသုံးတပ်ရင်း၁၀ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကံမတပ်ပေါင်းစုနေစည်းမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမေလက်ယုံပျောက်ကြားတပ် တောင်းညီနောင်နဲ့ Wood Brothers Burma Revolution Ranger တို့ပူးပေါင်းပါဝင်ခဲ့ပြီးတော့ရေစကြိုတပ်ပေါင်းစုကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရက၃ဦးတန်ရာရခဲ့တယ်လို့သိရပါတယ်။အထင်အားသွားတဲ့အချမ်းပဲစစ်တပ်စစ်ကြောင်းဟာဗလဘကျေးရွာကိုရွာလုံးကျွမီးရှို့ဖျက်ဆီးခဲ့ပြီးတော့ဧပြီလ22ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးငတ်တယောက်ရဲစခန်းကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုဘက်က9ဦးတီးပြီးတော့2ဦးဖမ်းမိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းငတ်တယောက်မြို့နယ်ရဲစခန်းကနေညောင်ဦးမြင်းကြံတောင်တာဘက်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ဤတပ်တွေကနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရမှာရဲတပ်ချက်တအုပ်အပါဝင်9ဦးတီးဆုံးပြီးတော့2ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဒေသဒေါ်လန်ဤတပ်တွေကပြောပါရီး။ ငါတယောင်မျိုးနဲ့ရဲစခန်းကထွက်လာတဲ့စစ်သားရဲနဲ့ပြူစောထီးတွေပါတဲ့အင်အား120ခန်းပါစစ်ကြောင်းဟာအေဗီလာ26ရက်နေ့မှာတောပြားရွာနဲ့တတားရွာကိုဝင်ရောက်တက်ဆွေးခဲ့ပြီးတော့အေဗီလာ29ရက်နေ့မနက်မှာတောင်ခမောက်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျာ။ ဧပြီလ29ရက်နေ့မနက်မှာပုတ်ပါဂရီလာဖိုးစ် PGF တပ်ဖွဲ့21ပကံတပ်ဖွဲ့တို့ကရှေ့ပြေးကင်းတက်စိတ်နဲ့တနအီခွဲကန်ခုခံတိုက်ပွဲဖြစ်ပွားခဲ့ပြီးခဲယမ်းပြက်လက်သွားတာကြောင့်တော်လန်ရေးတပ်တွေနောက်ဆုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီအချိန်မှာပကံဘလူးနဲ့အခြားမဟာမိတ်တပ်တွေရောက်လာပြီးနိုင်ဝဲကန်ထက်မှန်တိုက်ပွဲဖြစ်ပွားခဲ့ရမှာစေအုပ်စုဘက်ကလေရင်ပစ်ကူကြောင့် ထပ်မံဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ဒေါ်လင်းတက်တွေဆုတ်ခွာသွားချိန်မှာစစ်တပ်စစ်ကြောင်းဟာတောင်ခပေါင်းရွာတွေဝင်ပြီးတော့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့အသိပေးထားပါတယ်။အေဗီလာ28ရက်နေ့မှာတော့စစ်တပ်စစ်ကြောင်းဟာကြောက်ကြောင်မြို့နယ် ထောက်ရှာရွာကိုထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်ပုပ်ပါဂရီလာဖို့စ် PGF တပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေကမနက်9နာရီကနေညနေ4နာရီဝန်းကျင်ထိတနီကုံနီးပါးကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကအထိနာတဲ့အတွက်လေကြောင်းကနေနေ့လယ်2နာရီဝန်းကျင်မှာ3ချိန်ညနေ4နာရီဝန်းကျင်မှာ3ချိန်ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ ဒီနှစ်ရက်တာတိုက်ပွဲမှာရဲတပ်ချက်အပါဝင်စစ်ကောင်စီတပ်ဖက်ကအလောင်း၅လောင်းရရှိက43ဦးတန်ရာရသွားပြီးတော့2ဦးကိုစစ်တုံးပန်းအဖြစ်အရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရသူတွေတဲကအရာခံဖို့တဦးဟာပြင်းထန်ဒဏ်ရာရသွားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါသေးတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းထံကနေ M22 နှစ်လက် equipment တစ်ခုလက်ပစ်ပုံ၃လုံးစကားပြောဆက်၄လုံး 7.62G အတောင်၈၀နဲ့အခြားဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့ပြီးတော့တော်လန်ရဲဘော်တအူးမစိုးရင်ရတဲ့ဒဏ်ရာရခဲ့တယ်လို့သိရပါသေးတယ်။ ညောင်ဦးမြင့်ချံတောင်တာဘက်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုပုပ်ပါဂရီလာ force PGF တပ်ဖွဲ့ပကံပြီဘလူးတက်21ပကံမြင်းချံခရိုင်တပ်ရင်း၃ညောင်ဦးခရိုင်တပ်ရင်း၄တောင်းရင်သွေးတပ်ဖွဲ့ညောင်ဦးခရိုင်ပကပမူမခပြောက်ကြားတပ်ဖွဲ့ဂလုံးပြောက်ကြားတပ်ရန်ကြီးအောင်တပ်မန်ဘာခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Scorpions People Defense Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီး TRI ဖြူဟာမှုနဲ့ပြည်သူဆက်ဆံရေးဌာနတို့ဟာစင်ကူမျိုးနယ်မှာရှိတဲ့ကျွန်းတဲကြီးရွာများတို့ဒုတိယအကြိမ်အရေးပေါ်လိုအပ်ချက်များအတွက်ငွေကျပ်သိန်းတရာနဲ့နေစဉ်သုံးပစ္စည်းများကိုလူဒန်းခဲ့တဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ TRI ဖြူဟာမှုနဲ့ပြည်သူဆက်ဆံရေးဌာနတို့ဟာစင်ကူမျိုးနယ်မှာရှိတဲ့ကျွန်းတဲကြီးရွာများတို့ဒုတိယအကြိမ်အရေးပေါ်လိုအပ်ချက်များအတွက်ငွေကျပ်သိန်းတရာနဲ့နေစဉ်သုံးပစ္စည်းများကိုလူဒန်းခဲ့ပြီးပျက်စီးဆုံးရှုံးမှုများကိုပြန်လည်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့တဲ့င်းရရှိပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပံ့ပိုးမှုများပေးခြင်းနဲ့ပြည်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့အထောက်ပံ့များညှိနှိုင်းဆွေးနွေးခြင်းများကိုအေဗလ29ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်။ယခုလူဒန်းမှုဟာ TRIBR ရဲ့ပြည်သူ့မှပြည်သူတို့အစီအစဉ်အရပြည်တွင်းပြည်ပစေတနာရှင်များလူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီးတော့ ESC မှာစစ်ဘေးတဘာဝပေးနဲ့အရေးပေါ်အခြေအနေများကြောင့်ဒုက္ခရောက်နေရသူများအားအချိန်နဲ့တပြေးညီကူညီဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရေစကြိုမှာရှိတဲ့ခြေလင်တက်တွေကစစ်မှုထမ်းတပ်သားတဲ့၃ဦးလက်နက်ခဲယမ်းတွေနဲ့အလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းရေစကြိုမြို့နယ်မှာရှိတဲ့ခြေလင်တက်ရင်တွေကစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာလက်နက်ခဲယမ်းတွေနဲ့အလင်းဝင်လာတဲ့အတွက်စုငွေချင်းမြင့်ပေးခဲ့တယ်လို့ Southern Wire ဆို OTF ကဒီကနေ့ဧပြီလ30ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းစီဘူးမတရားခေါ်ဆောင်ခံရပြီးရေစကြိုမြို့ခန့်လာရ256 259 258တို့ကစစ်သား3ဦးအလင်းဝင်ခိုးလုံလာတာလို့စောက်တန်း YSO ODF ကတာဝန်ခံကိုအောင်မောင်က ပြောပြထားပါတယ်။ ရေစကြိုမြို့ခလာရ250ခွန်တက်ကတက်သားချစ်စန်းကိုဟာအေဗီလာ24ရက်နေ့မှာ MA1 တနက်တက်လက်နဲ့ပြည်သူရင်ခွင်ခိုးလုံလာခဲ့တယ်လို့အေဗီလာ25ရက်နေ့မှာရေစကြိုမြို့ခလာရ256တက်ကတက်သားမြင်းစိန်ဟာတနက်မပါပေမဲ့5.56 G 900နဲ့ပြည်သူရင်ခွင်ခိုးလုံလာတယ်လို့ဆိုပါတယ်။အေဘလ26ရက်နေ့မှာလဲအေးစတူမြို့ခလာရ258တရင်ကတပ်သားစီသူကျော်ဟာတနက်မှာပါပြီးမြဲလက်ပစ်ပုံနှလုံး 5.55G ပေါက်3ခု 5.56G အတောင်တရား2000တို့နဲ့ပြည်သူရင်ခွင်ခိုးလုံလာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေရဲဘော်3ဦးကိုတအူးကိုတော့စုချင်းငွေကျပ်35သိန်း ကျန်တဲ့နှစ်ဦးကိုတော့စေသိန်းစီပေးရခဲ့ပြီးတော့သူတို့နေထိုင်လိုတဲ့နေရာဒေသတွေကိုပို့ဆောင်ပေးခဲ့တယ်လို့လဲစောက်တန်းဝါရက်ဆို ODF ကထုတ်ပြန်ထားပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေဟာရေစကြိုနဲ့ဘာလာဘရွာကိုနှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တာဟာအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြောကြားခဲ့ကြပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။